ဒီမှာနော်ကျွန်တော်ရဲ့2019တုန်းကပုံနော်2019နော်ဒီကောင်ကိုကျွန်တော်ဒေါင်းလုဒ်ဆက်မယ်ကြည့်လိုက်ဒီကောင်ကိုကျွန်တော်ဒေါင်းလုဒ်ဆက်လိုက်မယ်ဒီက Nova ကို2019ကပုံနော်2019နော်ဒီအောက်မှာလည်းကြည့်လို့ရတယ်ကျွန်တော်ရဲ့ပုံလေနော်ဒီမှာကြည့်2019နော်ဒီကောင်ကိုကျွန်တော်ခုနဒေါင်းလုဒ်ဆွဲထားတယ်နော်အဲ့ကောင်ဂလေးကြီးထပ်မှာရှိတယ်ကျွန်တော်ပြမယ်နော်ဒီမှာနော်ဂလေးထက်မှရောက်လာပြီ Google Photo application ကဖုန်းတိုင်းမှာရှိတဲ့ Google Photo နဲ့ဖက်မီတဲ့ပုံတွေကို ပြန်ယူလို့ရရဆိုတော့လူတိုင်းမသိပါဘူးဖုန်းမှာရှိတဲ့ Google Photo application နဲ့လွန်ခဲ့တဲ့စံနှစ်လောက်ကဖက်မီတဲ့ပုံကိုပြန်ယူလို့ရပါတယ်လွန်ခဲ့တဲ့နှစ်လေးနှစ်စံနှစ်လောက်ကဖက်မီတဲ့ပုံတွေကိုကိုယ့်ရဲ့ client ကပြန်ယူနည်းကိုပြောပြမယ်ဒီဗီဒီယိုကဂျင်းဗီဒီယိုလောကမဟုတ်ပါဘူးတရားရခနောအမှန်ပါ ဒီဗီဒီယိုမှာတော့ကျွန်တော်ကတော့တက်တင်နေတကွာပြမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့9နှစ်လောက်ကဖြတ်ထားတဲ့ပုံတွေကိုလည်းပြန်ယူပြမှာဖြစ်ပါတယ်။အဲအကြောင်းဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ဒီဗီဒီယိုကိုကြော်ပြီးကြည့်ရင်တော့တင်ပါမှနားလည်မှာမဟုတ်ပါဘူး။အဲအကြောင်းဒီဗီဒီယိုကိုတစ်စက္ကန့်မှမကြော်ဘဲနဲ့ကြည့်ပေးပါ။ကြည့်အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်ရအောင်။လူလို့ဘူအတွက်အယူဆုံး Play Store မှာဝင်ပြီးကိုယ့်ရဲ့ Google Photo ကို update လုပ်ပြပါနော်။ ီမှာဒီမှာသွားပြီးရှာလို့ရတယ် Google Photo လို့ရှာလိုက်ပါယူဆိုเนาะ Google Photo လို့ရှာလိုက်ပါပြီးရင်တကယ်လို့တင်က update မလို့ရသိရင် account ကို update လုပ်လိုက်ပါဒီလိုပုံစံနဲ့ update လုပ်လိုက်ပါတကယ်လို့တင်က Google Photo ကို update လုပ်ထားရင်တော့ဒီမှာ open ပေါ်မှာဖြစ်ပါတယ် update မပေါ်တော့ဘူးဒီမှာ open လို့ပေါ်မှာဖြစ်ပါတယ်ဒီလိုပုံစံနဲ့ update လုပ်လိုက်ပါပထမဆုံး Google Photo application ထပ်ကိုဝင်လိုက်ပါဝင်ပြီးဒီမှာ profile ရှိတဲ့ account ကိုနေလိုက်ပါနော်အဲ့ဟိုနေပြီးရင် ကျွန်တော်ဒီမှာဒီမှာဆိုရင် backup is off ရနော်အကောင်ကိုနေလိုက်မယ် okay အဲ့ဟိုနေပြီးရင်ဒီလိုပုံစံလေးမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒီလိုပုံစံမြင်တွေ့ရရင်ကျွန်တော်ဒီ upper mass setting ရှိတယ်ဒီကောင်ကိုနေမယ်ဒီကောင်ကိုနေပြီးရင်ဒီမှာ backup လို့ရထားရှိရနော်ဒီကောင်ကိုဖွင့်လိုက်မယ်နော်ဖွင့်ပြီးရင်ခုနကကိုယ့်ရဲ့ gmail ကိုဒီမှာ use ချက်ရမှာဖြစ်ပါတယ် okay ဒီလိုပုံစံနဲ့ use ချက်လိုက်ပါနော် ကူကဘက်အကောင့်မှာပကပ်လို့ခြင်းလဲအဲ့အကောင့်ကိုဒီမှာ Gmail ကိုရွေးချက်လိုက်ပါနော်။ Okay Gmail ကိုရွေးချက်ပြီးရင်ကျွန်တော်ဒီလိုအောက်ကိုဆွဲမယ်။ဒီမှာပကပ် quality ရှိရနော်။ပကပ် quality ရှိရအကောင့်ကိုနေမယ်။ကူက blue quality နဲ့ပကပ်လို့ခြင်းလဲနော်။အဲ့အောင်ရွေးလို့ရနော်။သူက original original quality နောက်တစ်ခု story save quality ရှိရနော်။ကျွန်တော်ဒီမှာ original quality ကိုပဲရွေးချက်လိုက်ပါနော်။ဒီမှာ original quality ကိုပဲရွေးချက်လိုက်ပါ။ပြီးရင်ကျွန်တော်ဒီကနေ back သွားမယ်။ ကျွန်တော်ဒီမှာ mobile data usage ရဲ့เนาะသူကကိုက internet free ပြီးမှ backup လုပ်ချင်နေဆိုရင်ဒီမှာရွေးလို့ရနော်ကိုက9 MB internet free ပြီး backup လုပ်ချင်နေဆိုရင်9 MB ကိုရွေးချရမှာဖြစ်ပါတယ်ကိုက50 MB internet free ပြီးမှเนาะ internet free ပြီးမှ uh backup လုပ်ချင်နေဆိုရင်ကျွန်တော်တို့ဒီမှာ50 MB ကိုရွေးချရမှာဖြစ်ပါနော် internet ဆိုတာပတ်စံကုန်တယ်နော် data ကုန်တယ်နော် internet ဆိုမှတော့နော်ပတ်စံကုန်တယ် data ကုန်တယ်နော် ဒီဒီ internet data ဖွင့်ပြီးမှကိုက100 MB ပက်ကပ်လို့ချင်တယ်100 MB တဲ့ရတယ် unlimited နော်အကန့်အသတ်မရှိသည့်နော်ပက်ကပ်လို့ချင်တယ်ဆိုရင်ပက်ကပ်လို့ရတယ်အကန့်အသတ်ဆိုရင်ကုန်ချစ်လောက်ကုန်ပေါ့နော်ကုန်ချစ်လောက်ကုန်ပါစေပက်ကပ်လို့မဆိုတဲ့ဘောဖြစ်သွားမယ်ကျွန်တော်ကတော့ internet backup လုံးဝမဟုတ်ပါဘူးကျွန်တော်က wifi နဲ့ပဲ backup လုံးဝဖြစ်လို့ကျွန်တော်က no dia data နေရာကိုနေလိုက်မယ်နော်ကိုက wifi နဲ့ပဲ backup လုပ်ချင်တယ်ဆိုရင် no data နေရာကိုနေလိုက်ပါ okay နူးဒီတာနေရာကိုနေပြီးရင်ကျွန်တော်ဒီကနေ back သွားမယ်နော်ဒါ internet နဲ့ packet လို့ချင်တယ်ဆိုရင် internet နဲ့ packet လို့လို့ရနော်တကယ်လို့ wifi နဲ့ packet လို့ချင်တယ်ဆိုရင်နူးဒီဒီတာကိုနေလိုက်ပါနော်ဟိုဒါပြီးရင်ကျွန်တော် back သွားမယ်ဟို back သွားပြီးရင်ဒီမှာ packet device folder နော် folder ဘယ် folder ကို packet လို့ချင်လဲနော် folder ဆိုတာပါလားအရင်ဆုံးပြမယ် folder ဆိုတာပါလားဆိုတာကျွန်တော် glee ထက်ကိုဝင်ပြမယ်နော် ဒါတွေအားလုံးက folder တွေပါနော်ဒီမှာဒီသူရေးထားတဲ့နာမည်ကိုဒီမှာကြည့်မယ် all photo favorite camera video screen video ဒီလိုပုံစံနဲ့ပေါ်လာမှာနော် i'm too magic တဲ့ဒီလိုပုံစံနဲ့ပေါ်လာမှာနော်အခါအား folder ဖြစ်ပါတယ် okay ကျွန်တော်တို့ backup device folder ဆိုရအောင်တစ်ချက်နေမယ်ဒီမှာကိုက back folder ကို backup လုပ်ရှင်လဲအဲ folder ယူရချလို့ရနော်ကိုအတွက်အရေးကြီးတဲ့ ဖိုလ်ဒါကိုပဲယူရချက်လိုက်ပါနော်ကိုကိုကဘယ်ဖိုလ်ဒါမှာကိုရဓာတ်ပုံတွေရှိတဲ့အရေးကြီးတဲ့ဓာတ်ပုံတွေဗီဒီယိုရှိတဲ့အဲဖိုလ်ဒါကိုပဲယူရချက်လိုက်ပါနော်မဟုတ်လဲအကုန်ဖိုလ်ဒါကိုယူချက်လို့ရနော်ကုန်ကိုယူချင်တဲ့ဆိုရင် pack up all device folder ဆိုတဲ့ဟာကိုနေပြီးမှဖွင့်လို့ရနော်ကျွန်တော်အကုန်ကိုဖွင့်အောင်မဟုတ်ပါဘူးကျွန်တော်ကြိုက်တဲ့ဟာကိုပဲကျွန်တော်ဖွင့်မှာဖြစ်ပါတယ် okay ဒါပြီးရင်ကျွန်တော် pack up ဖြစ်ရင်ဘယ်လိုပုံစံမြင်ရမှာလဲဆိုတော့ကျွန်တော်ပြမယ်နော်ကင်မရာနဲ့ရိုက်ထားတဲ့ဟာတွေကသူအလိုလိုပဲ pack up ဖြစ်မယ်နော်အဲအကြောင်း တို့ဒီဒီကောင်တွေကိုကျွန်တော်မဖွင့်တော့ဘူးသူကင်မရာနဲ့ရထားတာကိုကျွန်တော်ပက်ကပ်လုပ်ပြမယ်နော်ဝယ်ကျွန်တော်ပက်ကပ်လုပ်ပြမယ်โอเคကျွန်တော်ဒီကောင်ဖွင့်မယ်နော်သူကပြောတဲ့ wifi နဲ့ကျွန်တော်ဒီကျွန်တော် setting ကြောင်းမှာ wifi ကိုပဲသူကအသုံးဝင်မယ်လို့သူကရေးထားနော်ကျွန်တော်အခုသုံးနေတာက hotspot ဖြစ်ပါနော်သူကအသုံးမဝင်ဘူး wifi ကိုအတွက်သူအတွက်အသုံးဝင်မယ်လို့သူကရေးထားနော်အဲ့တော့ကျွန်တော်ဒီကောင်ကိုနေလိုက်မယ်ဒီကောင်နေပြီကျွန်တော် internet data နဲ့ပက်ကပ်လုပ်မယ်နော် hospital နဲ့ဒါ hospital တော့ပြပါတယ်နော် internet မဟုတ်ပါဘူးနော် okay ပြီးရင်ကျွန်တော်ဒီ90အမီတစ်ပြက် package လုပ်မယ် okay 90အမီကိုယူချလိုက်ပြီသူက package ဖြစ်နေရနော်ဒီမှာကြည့်90အမီတစ်ပြက်သူက package ဖြစ်မယ်နော်ကိုက wifi နဲ့ပဲ package လုပ်ချင်တယ်ဆို wifi free မှာ package လုပ်ရနော်ကျွန်တော်က90အမီတစ်ပြက် package လုပ်မယ်ဒီလိုပုံစံနဲ့မြင်တွေ့ရအောင်ဖြစ်ပါတယ်နော် package လုပ်ရင်နော်သူက Google Photo မှာ upload ဖြစ်မယ်နော် โอเคဒီလိုပုံစံနဲ့ပဲ backup လုပ်ရအောင်ဖြစ်ပါနော်ကျွန်တော်ကပေးလိုက်မယ်โอเค backup လုပ်ရဲဆိုရင်ဒီကောင်ကို free မှာ backup လုပ်လိုက်ပါနော်အတိကတင်လောက်ရမယ့်အရာ၃ခုရှိတယ်အဲ့အရာကဘာလဲဆိုရင်ကိုယ့်ရဲ့ gmail နဲ့ passport ကိုမှတ်ထားရမှာ ဖြစ်ပါတယ်နံပါတ်2က backup လုပ်ရအောင်ဖြစ်ပါတယ်။ကိုယ့်ရဲ့ folder တွေ၊ကိုယ့်ရဲ့ camera တွေအားလုံးကို backup လုပ်ရမှာဖြစ်ပါတယ်။နံပါတ်3မှာတော့တကယ်လို့ကျွန်တော်ရဲ့ဒီဖုန်းပျောက်သွားပြီကွာ။နော်။ ဒါလို့ပြောင်းသွားပြီဆိုရင်လည်းကျွန်တော်နောက်တစ်ခုဖုန်းအတက်မှာကိုယ့်ရဲ့ Gmail နဲ့ password ကိုရေးလိုက်မယ်ပြီးရင်ဒီ Google Photo application ကိုဖွင့်လိုက်မယ်အဲ့လိုဆိုရင် app ပုံကိုပြန်ယူလို့ရမှာဖြစ်ပါတယ်ဒီဖုန်းမှာတော့ဒီဖုန်းအတက်ဝယ်လိုက်တာနဲ့ကျွန်တော်ဒီဒီမှာ Gmail login လုပ်ရတယ် password login လုပ်လိုက်တယ်ပြီးရင်ကျွန်တော်ကျွန်တော်ရဲ့ app ပုံလေး video တွေအခုချိန်ထိဒီမှာပဲရှိနေတယ်နော်ဒီလိုပုံစံနဲ့ရှိနေမှာဖြစ်ပါတယ်သူကလုံးဝကိုပြောင်းမှာမဟုတ်ပါဘူးကိုကပြန်ယူချင်တယ်ဆိုရင်ယူလို့ရပါတယ်ဒီမှာနော် ဒီဗီဒီယိုတွေเนาะအခုချိန်ဒီကျွန်တော်ရဲ့ဒီဖုန်းမှာပဲရှိရနော်ကျွန်တော်ရဲ့အရင်ကဖုန်းမှာလုတ်ထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ်เนาะအရင်ကဖုန်းမှာရှိတဲ့ဗီဒီယိုတွေကျွန်တော်ဒီဖုန်းအသစ်ဝယ်လိုက်တာနဲ့ကျွန်တော်ဒီ Gmail နဲ့ password ကို login လုပ်လိုက်တာနော် Google Photo မှာ Gmail မှာနော် Gmail application မှာတော့ပြီ login လုပ်လိုက်တာပြီ Google Photo application tag ကိုဝင်လိုက်တဲ့အခုချိန်မှာပြန်ရပြီเนาะပြန်ယူချင်းယူလို့ရเนาะ ဒီပါနက်2023ကဗီဒီယိုနော်ကျွန်တော်ရဲ့အရင်ကဖုန်းမှာရိုက်ထားတဲ့လှုပ်ထားတဲ့ဗီဒီယိုပါဖြစ်ပါတယ်နော်အရင်ကဖုန်းရဲ့ gallery မှာရှိတဲ့ဗီဒီယိုတွေပါနော်အဲ့ကောင်ကိုကျွန်တော် pack up လုပ်ထားတာနော် GD Gmail ထား pack up လုပ်ထားတာအခုကျွန်တော် Google Photo login လုပ်လိုက်တယ်နော် Gmail နဲ့ password ကို login လုပ်လိုက်တယ်အခုအချိန်မှဒီမှာပဲရှိရဲနော်ကျွန်တော်ဒီကောင်ကိုပြန်ယူချင်တဲ့ဆိုရင်ယူလို့ရတယ်ကျွန်တော်ပြောင်းရအောင်နော်ဒီမှာရှိပါနော်ကျွန်တော်အတန်ပဲရက်လဲပြပါတယ် ဒီမှာနော်ကျွန်တော်ရဲ့အတန်ပဲနော်ကျွန်တော်လုတ်ထားတဲ့ဗီဒီယိုပါဖြစ်ပါရဲ့နော်ဒီကောင်ကိုပြန်ဒေါင်းလုဒ်ဆွဲချင်တယ်ဆိုရင်ဒီကောင်ကိုနေပြီးမှတို့ဒီမှာဒေါင်းလုဒ်ဆွဲလို့ရဒီလိုပုံစံဒေါင်းလုဒ်ဆွဲလို့ရနော်ဒေါင်းလုဒ်ဆွဲပြီးတာရင်သူသူကဂလီထက်မှာဝင်သွားအောင်ဖြစ်ပါရဲ့နော်ကျွန်တော်အရှိပိုင်းမှာပြသလိုပဲသူကအဲ့လိုဂလီထက်မှာဝင်သွားအောင်ဖြစ်ပါရဲ့ဒီမှာကြည့်နော်သူကဒေါင်းလုဒ်ဆွဲနေရနော် Okay ဒီကောင်ဂလီထက်မှာဝင်တဲ့ဟာလဲကျွန်တော်တခါတည်းပြလိုက်မယ်နော်ဒီမှာဒေါင်းလုဒ်ပြည့်နေပြီ Okay ဒေါင်းလုဒ်ပြည့်ပြီနော်ကျွန်တော်ဂလီထက်ကိုပြမယ် ဒီမှာနော်ဒီမှာနော်ဂလီထက်မှာနော်ဂလီထက်မှာနော်ဒီမှာနော်ဝင်သွားပြီဒီလိုပုံစံနဲ့ပြန်ယူလို့ရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကတော့ Google Photo အချမ်းကိုတည်တည်ချာချာရှင်းပြထားတာဖြစ်ပါတယ်နော်တင်ကနားလဲမယ်လို့ကျွန်တော်ထင်ပါတယ်နားမလည်တာရှိရင် comment မှာရေးပြပါ